မြန်မာနဝချန်နယ်ကိုအစီတဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဓမ္မရဇလံကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကလေးမှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာမောင်လူလာကညင်မြေရေးသားထားတဲ့စိတ်လုံရှားွယ်ပရလောကဇလံတစ်ပုဒ်ဖြစ်တဲ့အိန္ဒိယလမ်းကခရီးပေါ်ဇလံလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။အောင်မင်္ဂလာအဝေးပြေးကွင်းကြီးလေးစီအောင် ခီးဆောင်အိတ်လေးဆွဲပြီးဖြည်းဖြည်းချင်းဝင်လာတော့ညနေ9:00နာရီပဲရှိပါသေးတယ်။အနေနဲ့အရက်ကိုပြည့်စဲကြမှန်မှန်လုံးကာကြီးတွေကိုတညီတညာနဲ့စုဝေးထားတာကိုကြည့်ပြီးကျွန်တော်ရဲ့စိတ်ထဲမှာတခုခုကိုလွမ်းတလို့လို့တော့ဖြစ်မိတယ်။မင်္ဂလာပါအမမင်္ဂလာပါကြီးမေဘယ်သွားမလို့လဲပြန်ပါလားခမလာပါဗျဒီကားတွေကရောက်တယ်အထုပ်တွေပေးပါလက်မဆင်တော့ခေါ်ထုတ်ပေးပါမယ်ဟုတ်ကဲ့ကားကြီးရဲ့ဝန်ထမ်းလေးတွေကတော့ သက်ဆိုင်ရာဂိတ်တွေရှိရနေခရီးသည်တွေကိုကျူဆိုနေကြတယ်။ရှေ့ကိုလမ်းလျှောက်လာတော့ကားဆရာလိုယူဆရတဲ့သူတွေကမိမိတို့မောင်းနေကြမဲ့ကားကြီးတွေရဲ့အရှိမအောင်တပြေပန်းတွေအမွေးနှံ့တာတွေကလည်းတခုခုတီတိုဆူတောင်းနေတာကိုတွေ့ရပြန်တယ်။တချို့ကလည်းလက်အုပ်ကလေးတွေချီလို့ပေါ့။ကားကြီးကိုရဲ့နေရာတိုင်းမှာလည်းအိမ်ပြလက်ဆောင်ရောင်းတဲ့သူစစ်လေကိုရရောင်းတဲ့သူကားပေါ်အစာပြေစားဖို့မောအမျိုးမျိုးရောင်းတဲ့သူတွေကလေးတွေအကြိုက်ကစားစရာတွေရောင်းတဲ့သူ စားတဲ့ဈေးတွေရခရီးတွေကိုတကြောကြောအော်ရင်သူနဲ့ငါအပြန်ဆိုင်ရောင်းနေကြပါလေ။အိတ်ထရာမှတ်ပုတ်တင်ကိုထုတ်ပြီးခိတ်ကောင်နာမှာထိုင်နေတဲ့အမျိုးသမီးရဲ့အရှိကိုချပေးလိုက်တော့ဖော်ယူတဲ့သူမရဲ့မျက်နှာကနောက်ကလိုပြုံးပြသလား။ကျွန်တော်ပဲပြုံးပြလိသလားမသိခွေ။အနောက်ကခုံနှန်းလေးမှာအများကြီးတူသွားထိုင်နေတဲ့နာမည်ခုံမဲအလှဲ့ကိုစောင့်နေလိုက်တယ်။အဲ့ဒီအချိန်မှာပဲတီလာရှိကိုတော်လေးတွေဝင်လာပြီးတော့ဂိမ်းမှာရှိတဲ့ခရီးသည်တွေဆီကနေအလူလာခဲကြတယ်။ ညနေ6နာရီဆိုသူတို့ဖះဝစ်တက်ရတော့မှမဟုတ်ခြေလမ်းတွေကပုံမှန်ထက်မြန်ဆန်နေတယ်။တချို့ကတော့ဆရာလေးတွေအတွက်90တရာကိုနှမျောလို့ထင်ပါရဲ့။ရောက်လာတာနဲ့ဂရော့ပါတည်းရဲ့လူကြီးပြောလို့နေကြတယ်။ဒီလိုလူတွေကနှလုံးသုံးလုံးလို့ဟေးလာဝါလာပွဲလို့ဆိုရင်ဘယ်လောက်ပေးရပေးရသွားကြဝဲတက်ကြတာကျွန်တော်သိသိတာပေါ့။ဟင်?စုထားတဲ့ပတ်စံအစ်စ်လေးတို့ကိုအိတ်ထရထုတ်နေတော့အနားရောက်လာတဲ့ဆရာလေးတွေက ကျွန်တော်ကိုကြော်ပြီးတခြားလူရဲ့အရှိမသွားရနေကြတော့ကျွန်တော်လည်းစိတ်ထဲကတိကအောင်ဖြတ်သွားခဲ့တယ်။ရှက်လည်းရှက်သွားတာမို့ငါ့ပုံကသံတောင်းသားပုံများပေါက်နေသလားလို့တွေးရင်ကိုကိုကိုပြန်ကြည့်လိုက်တော့အရင်လိုတာတာနာနာဝဆားထားတာမြင်လိုက်ရတယ်။အဲ့ဒီအချိန်ကျွန်တော်ဘေးကလူငယ်ရဆရာလေးတစ်ပါးကိုနေရာကျက်စီလောင်းလိုက်တော့ပြေးလိုက်ရတဲ့စုတွေစုတာနားနဲ့တော့မဆက်တော့ဘူး။ကိုမြမင်းကိုမြမင်းရှိပါသလားဟုတ်ကဲ့ရှိပါတယ် ခဏနေတော့ဘေးမှာထိုင်နေတဲ့လူငယ်ရဲ့နာမည်ကိုကာလမဲ့ကောင်နာကခေါ်ပြီးတော့စီရင်ယူတယ်။အဲ့ဒီလူငယ်ကထူတော့ထူတာအထောက်ပိုးတွေကလည်းအများကြီးမရှိဘဲနဲ့လက်မဲ့ဝယ်တော့နှစ်ခုံစာဝယ်နေခဲ့တယ်။လက်မဲ့ကောင်နာတော့သူကတယောက်တည်းလွတ်လွတ်လပ်လပ်စီးကျင်လို့ပါလို့ပြောတာကိုကျွန်တော်ကြားလိုက်မိတယ်။ကောင်နာနဲ့ကျွန်တော်ထိုင်နေတဲ့နေရာကနည်းနည်းလှမ်းပြီးတော့သူတို့ရဲ့စကားတွေကိုဘာလို့များအတားလေးကြားနေရပါလဲလို့တွေးနေတော့ကိုမြတ်မင်းဆိုတဲ့လူငယ်ကနောက်ကိုစက္ကနဲ့လှည့်ကြည့်လိုက်တာကြောင့် ကျွန်တော်လည်းချက်ချင်းမသိချင်ရောက်ဆောင်လိုက်ရတယ်။ကျွန်တော်ဝန်ခံပါတယ်။စိတ်ထဲမှာတော့တခိုးလုံမိသလိုခံစားချက်မျိုးတော့ဖြစ်မိတာပေါ့။ထူဆန်းနာလက်မဲ့ဝယ်ပြီးပြုံးပြုံးရှင်ရှင်ပဲကျွန်တော်အနားမှာပြန်လာထိုင်နေ။ပြီးတော့လက်ကနာရောတစ်ချက်ကြည့်သူ့ရဲ့ထီအားနဲ့အယောင်တလက်လက်တောက်နေတဲ့စာအုပ်တအုပ်ကိုထုတ်ယူပြီးတော့အပူပေမရှိထိုင်ဖက်နေခဲ့တယ်။ကျွန်တော်ကတော့ခက်တီတီနဲ့တောင်ကြီးမြောက်ကြီးလှုပ်ရင်အလုပ်တွေရှုပ်နေခဲ့တယ်။ကဲကဲအိမ်ကလက်ဆောင်မပါရင်စိတ်ဆိုးခံရမယ့်အတူတူ မုံတွေဝယ်သွားလို့ရတယ်နော်ဟုတ်ကဲ့ဈေးမကြည့်ပါဘူးခမပစ္စည်းမှဈေးမှန်နဲ့ရောင်းနေတာပါငုံပြောက်ပူပူလေးတွေကြောက်ပြောက်ပူပူလေးတွေဝယ်သွားပါဦးရှင့်အကိုတို့မားတို့ရေကားစီအေးစစ်စစ်ဖတ်လို့ရမယ်ဆရာကြီးမင်းတိမ်ကရဆောက်အုပ်တွေရမယ်ဗျာကောင်းမှုတက်တဲ့လူတွေရှိလားရှိဒီပါ ရှူစေးလာပြီးတော့ဝယ်ထားဝယ်ထားကားပေါ်မှာဘယ်သူမှလိုက်မရအောင်ဗျရှူစေးလာမကြီးပါတယ်နော်တဘူးပဲလားဗျဩ ချိုချိထုတ်ကောလာရမယ်ရမယ်ခရီးသည်တွေရဲ့အနားမှာမဝဲမချေရစ်တီရစ်တီလာရောက်နေတဲ့ဈေးသည်တွေကိုဘေးမှာထိုင်နေတဲ့လူငယ်ကတစ်ချက်လေးတော့အဖက်မလို့တော့ကျွန်တော်လဲသူကဘလို့လူပါလဲလို့ကြင်ကြံဖန်ဖန်လိုက်တွေးနေမိတယ်ခဏနေတော့သူ့ရဲ့စားနေကြဈေးသည်လို့ယူဆရတဲ့ကောင်လေးတစ်ယောက်ကကိုရခုံလေးလဲမဆွဲလို့သူ့အနားကိုရောက်လာတယ်ဆရာကိုကပုံမှန်ပဲနော်ကျွန်တော်ရပြီအော်မောင်ညိုမင်းလာပြီလားအေးပုံမှန်ပဲပေါ့ကွာ ဘလို့လဲပြောပါအောင်ဈေးရကောင်းတယ်မဟုတ်လားကမစိုးဘူးလို့ပြောရမှာပေါ့ဆရာရဲ့ကျွန်တော်ဘေးကလူငယ်ကကိုတော့တော်တော်ကြိုက်ပုံရတယ်ကိုရတဲ့ကိုလည်းတာเจ้าမှာတောင်းအစီအပြေလာစတဲ့ဘာညာတွေမေးလိုက်သေးတယ်ကိုန်းတရားလည်းတလေးကြစားနဲ့သူ့ဘဝဖြစ်စဉ်ကိုပြန်ဖြေဖို့နဲ့နှစ်ယောက်သားဟုတ်နေတော့တာပဲဒီလိုနဲ့စကားပြောနေရင်းနဲ့လူငယ်ကပူရှိန်တဲ့ကြားလုံးဇီးတုံမရွေးထုတ်တူကိုပါကိုရတဲ့ဆရာတခါတည်းဝင်လိုက်တယ်ပြီးတော့လက်ဆွဲအိတ်ရဲ့ဘေးအိတ်ထဲမှာထည့်သိမ်းပြီး သူ့လက်နဲ့တတ်ထားတဲ့ကွန်းတရားကိုကျွန်တော်စီတမ်းမြင်လာခဲ့တယ်။ဒါအောင်မြင်တော့ကိုရတဲ့လေးကကျွန်တော်ကိုခက်တွေတွေတစ်ချက်ဆိုက်ကြည့်ပြီးသူ့ဖောက်တယ်ကိုနှုတ်ဆက်ကတခြားကားဂိတ်တွေဘက်ကိုထွက်သွားခဲ့လေတယ်။ကိုမြန်မင်းကမ်းပြီးတဲ့ကိုရကနွဲချို92နှက်စင်းနေဆိုတော့ကျွန်တော်မှလည်းစားပြီးသားအယူတော်မှထင်မထုတ်ချင်တော့ချိုးနေတာ ው ဗျ။ကိုကျွေးလို့ပြောတာတော့မဟုတ်ပါဘူး။တေးသေးချာချာကြည့်လိုက်တော့မှကို့လူကလူကြောလေးဖြစ်နေတာဗျ။ ။ဇမီးပုံစံကမတူမရှိဘူးဘေးတစောင်းလံပြီးဖိထားတယ်။အသားအရာခက်လက်လက်အရက်အမောင်းကငါးပေကိုလက်မလောက်ရုပ်ရည်လည်းအသေးသေးညလုံးမျက်ပါလည်းကောင်းကောင်းနှာခေါင်းမွေးဆဆနဲ့ဆိုတော့ရုတ်တရက်ကြည့်တက်ရှင်မင်းသားတယောက်နဲ့တော့ခက်စစ်စစ်တူတယ်လို့ပြောရမယ်။ဟယ်လိုဟယ်လိုကျေးဇူးပြုရင်နားစင်ပါရှင်။ကျမတို့ကောက်ကိုလိုက်ပါစီနေမယ်ခရီးသည်များရှင့်။ညနေ6:00ထိုးပြီဖြစ်လို့ကားမကြခင်ထွက်ခွာပါတော့မယ်ရှင့်။ တို့ဖြစ်ပါ၍မိမိတို့ရဲ့ထိုင်ကုန်များကိုကြွရောက်ပြဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်။အဲ့ဒီအသားကိုကြတော့ကျွန်တော်ရဲ့ပျော်နေတဲ့စိတ်လေးတွေချက်ချင်းပြောက်သွားခဲ့တယ်။လက်မကောင်တာအခုထိကျွန်တော်နာမည်ကိုမခေါ်သေးသလိုကားလည်းထွက်တော့မှာဆိုတော့ကျွန်တော်လည်းမရောမလဲနဲ့ကောင်နာနာသွားကြည့်လိုက်မိတယ်။သွားကြည့်တော့လည်းအလကားပါပဲ။တို့ကတော်တော်ကိုရည်ကြည်မှုမရှိတဲ့လူတွေလို့ပြောရမယ်။တို့လုံးဆရာရှိတဲ့အလုပ်တွေကိုလုပ်ရင်ကျွန်တော်ရက်နေတာတော့မှတစ်ချက်ကလေးတော့ဂရုမစိုက်ကြအောင် ဲ့ဒီလိုချိန်မကမ်းမီလက်မကမ်းမီဖြစ်နေတော့မှပဲကိုမြတ်မင်းဆိုသူကကားပေါ်ကနေပြက်စင်းလာပြီးကျွန်တော်လက်ကိုအတေးဆွဲခေါ်တော်မူရက်ကန်ရက်ကန်နဲ့ပါသွားခဲ့ရတယ်ထံကိုနှလုံးဝယ်ထားတဲ့စေတနာရှင်ကြီးနဲ့ပတ်ပြီးတိုးလို့ကျွန်တော်ကန်ကောက်သွားခဲ့ပြန်ပြီကားပေါ်ရောက်တော့ကြားရသူတိုင်းရင်အေးစီတဲ့ပထန်တယောက်ကိုဖွင့်ထားတာကိုကျွန်တော်အရင်ဆုံးကြားလိုက်ရတယ်ခီးသည်တွေကတော့သူ့ခုံထဲသူနေရာတကျထိုင်လို့မျက်လုံးမဲ့ပြီးတရားနာတဲ့သူကနာတကုတ်ကုတ်အလုံးရှုပ်တဲ့သူကရှုပ်ပေါ့လေ ကိုလူကသူ့ရဲ့ထားတဲ့ခုံနှားရောက်တော့ကျွန်တော်အမှန်နဲ့အနည်းဆုံးခုံကိုရွေးပြီးတော့မှထိုင်ခန်းလိုက်တယ်။ကျွန်တော်ကရှုခင်းတွေကြည့်ရတာသဘောကျမယ်သူသိနေတာထင်တယ်။ကျွန်တော်ထိုင်ပြီးတော့ကိုမြမင်းကသူ့အိတ်လေးကိုကာအမိုနာကလောကထဲထည့်ပြီးဝယ်ထားတဲ့မုတ်ထုပ်တချို့ရှေ့ခုံရဲ့နောက်ကျောအိတ်လေးထဲထည့်လိုက်တာကိုမြင်လိုက်ရတယ်။ကာတညာလုံးကြီးပါဆီရမှာဆိုတော့ကာဆီယာခုံတိုင်းခုံတိုင်းမှာခီးသည့်တွေအတွက်စောင့်နေတဲ့ရေတက်ဝင်တို့ဘူးတစ်ခါတော့သွားလိုက်စီသွားလိုက်တဲ့လေးတွေ ရှိမရှိတစ်ချက်လိုက်ကြည့်ပြပြရနဲ့ကားကိုစတဲ့မောင်းနေလိုက်လိမ့်တယ်။ကျွန်တော်ပါလာတဲ့ကားလေးကရန်ကုန်ဟိုင်းဝေးလမ်းမကြီးကိုတဖြည်းဖြည်းကျော်လာတော့ပဝေးချင်းကမှောင်ရီပြိုးနေပြီ။လမ်းမီးတိုင်တွေကလည်းအစိုးရကောင်းရဲ့ဥဆောင်မှုရင်းနဲ့လမ်းမီးတစ်လျှောက်မှာခန့်ခန့်ညာညာလေးထိတ်နေတယ်။ဟေးမင်းဆင်းလာခဲ့ဘဲလိုက်တော့မလို့လေ။ဒါမင်းနေရလေပြန်လာခဲ့စမ်း။ဟာဘာတွေလဲသူတို့ကဘာတွေလဲငါတို့ကားနောက်ကိုဘာလို့ပြေးလိုက်နေကြတာလဲ လမ်းမင်းမြူကြီးတချို့ကားပေါ်ကနေဟိုတွေးတီတွေးနဲ့ကြည့်နေတော့မှပဲကားပေးကနေပြစ်လိုက်လာတဲ့ရုပ်ဆိုးဆိုးလူတအုပ်ရဲ့အော်တန်တွေကြောင့်ကျွန်တော်လည်းတရုတ်ကိုလန့်သွားခဲ့တယ်တရုတ်လူမျိုးပဲနေရာတိုင်းမှာရှိတဲ့ရုပ်ဆိုးဆိုးအကောင်တွေကလည်းညွတ်တထိုးထိုးနဲ့အော်ဟစ်ရေးပြစ်လိုက်လာနေတော့ကျွန်တော်လည်းကြောက်ပြီးဇောချွေးတွေပါပြက်လာခဲ့တယ်အဲ့ဒီချိန်ကျွန်တော်ရဲ့အဖြစ်ကိုသတိထားမိတဲ့လူငယ်ကသူ့လက်ကလေးကိုအตาရာကပြပြီးမျက်လုံးမိတ်ထားဖို့တရားကိုအာရုံပြုဖို့လက်ဟန်ချေနဲ့အချက်ပြလာတယ် အာအသိစရာပဲဗျာမျိုးလုံးမဲ့ပြီးတရားကိုအာယုံပြုတ်လိုက်တာနဲ့မြင်နေရတဲ့အရာတွေကအမိုက်တရားလိမ့်နဲ့လွင့်သွားသလိုပျောက်ချင်းမလားပျောက်သွားခဲ့တယ်။ဟာဟဲ့ဒါမင်းညာမဟုတ်ဘူးလက်ကစားငါနဲ့မိုးကြိုးတန်လို့ကြဲလောင်လာတဲ့အမိုက်ပေးတဲ့ကြီးကနားထဲစုကနဲ့တိုးဝင်လာသလိုအတလာရကိုမျိုးလုံးဖွေးကြည့်လိုက်တဲ့အချိန်ကားခေါမှုပေါ်မှာရှင်းဟအဝိအစားနဲ့လူကြီးတယောက်ကမိမိကြီးရင့်နေတာဗျာ။ အဲ့ဒီလူကြီးရဲ့မျက်နှာကမာထန်ပြီးတော့ကျွန်တော်ကိုလမ်းနဲ့ရက် ပြီးလှမ်းခေါ်နေတယ်။အတန်ကလည်းရာဇတ်အပြည့်ပါနေတော့ကျွန်တော်မနေနိုင်တော့ခေါ်တဲ့နောက်ကိုလိုက်သွားမလို့ဟပ်ပြန်လိုက်တော့ဘေးရလူငယ်ရဲ့လက်ကကျွန်တော်လက်နဲ့ကပ်ပါလာတာကိုမြင်လိုက်ရတယ်။တေချာကြည့်ပြီးတော့သူ့လက်နဲ့ကျွန်တော်လက်ကိုဂရေဝါကျိုးတစ်ချောင်းနဲ့တွဲချီထားတာဗျ။တော်တော်စစ်စစ်တဲ့လူငယ်ပဲလို့စိတ်ထဲကနေချီးကျူးရင်ကားရဲ့ခေါင်းမိုးပေါ်ကိုပြန်ကြည့်လိုက်တော့ဆော့ဆော့ကလူကြီးကိုကျွန်တော်မတွေ့ရတော့ဘူး။ ကားပေါ်ပါခီးတဲ့များခမရှင်းနာဆိုရင်မိထေလာကောက်ကွင်းကိုရောက်ပါပြီစီဖြစ်ရင်ရင်လက်ခဏရန်နာမှာမလို့လူကြီးမင်းတို့အနေနဲ့ထမင်းစားနားလိုပါကနားနိုင်ပါတယ်ကျမကြီးအတွက်အပေါ်လေးစွန့်လို့ကစွန့်နိုင်ပါတယ်ခမကျေးဇူးတင်ပါတယ်ကားဆရာရဲ့အသက်အိုကြတော့အိပ်ပျော်နေတဲ့ခီးတဲ့တချို့ဟာပြူတူပြည့်ပြည့်နဲ့နိုးလာပြီကိုစီကိုစီလက်တို့ကကားရတာနဲ့စားတောက်ဆိုင်နှန်းတွေဘက်ကိုထွက်သွားခဲ့ကြတယ်ဦးလေးလာစင်းမယ် ခမရလည်းအပြေထွက်ချင်နေတာမှတ်လားခီးတဲ့တွေရဲ့လှုပ်ရှားမှုမှန်တယ်များအောင်လိုက်ကြည့်နေတဲ့အချိန်ကိုမြမင်းကအဲ့လိုပြောလိုက်တော့ကျွန်တော်လှက်ခနဲ့ပျော်သွားမိတယ်နှစ်ယောက်သားအတူတူရှောက်လာရင်ဟင်းနဲ့အကြော်နဲ့တွေမှုေးကြနေတဲ့ထမင်းစာဒီဇိုင်းတွေကိုရောက်တော့လူငယ်ကအတုတ်တပွဲမှစားပြီးကျွန်တော်ကဘာမှစားဘူးလို့ပြောတော့အကြော်ဆုံးတပွဲမှပြီးဘေးကနေစောင့်နေခန်းလိုက်တယ်ခရီးစားတက်လာကြတဲ့အခါကာခဏရနာတဲ့အထိအိတ်ထဲပါလာတဲ့ပတ်စံကိုထိအောင်မထိရသေးတော့ ကျွန်တော်လည်းကိုယ့်ရဲ့ကျေးဇူးရှင်ကိုအတုပ်ပူလို့တော့ရှင်ဘေးအောင်မလေးလို့တွေးပြီးဝင်ဆက်ကိုတချို့ထုတ်လိုက်တဲ့အချိန်ကိုမြမင်းကကျွန်တော်ကိုမောကြည့်တယ်။ကျွန်တော်ကလည်းအကျော်ပကံနဲ့အတုပ်ပကံတွေကိုလက်ညှိုးထိုးပြပြီးသူ့လက်ထဲပက်ဆက်တချို့ထည့်ပြလိုက်တော့အပြုံးတို့ဝင်ရသူ့ရဲ့မျက်နှာမှာပေါပေါက်လာခဲ့တယ်။ထနဲ့အပြုံးပြုံးတာလားမချိပြုံးပြုံးတာလားဆိုတော့ကျွန်တော်မသိဘူး။ကိုပေးတဲ့ပက်ဆက်ကိုဘာမှမပြောပဲအိတ်ထောင်ထဲထည့်သွားတာကိုပဲချိပြော်နေမိတယ်။ဟေးအောင်ထစား မင်းကဘာကောင်းလဲဒီနေရာငါပိုင်ကွာမင်းရဲ့အစိတ်နဲ့ညာလူကြားတဲ့လာထိုင်နေသေးတယ်။သွားထွက်သွားစမ်းမိုးကြိုးပြစ်တယ်လို့ကြဲလောင်လုံးလာတဲ့နောက်ထပ်အတန်ကြီးတတန်ကိုကျွန်တော်ကြားလိုက်ရပြန်ပြီအဲ့ဒီတန်ကြီးကြောင့်ကျွန်တော်လည်းကြောက်လန့်ပြီးအသားတွေပါတဆတ်ဆတ်တုန်လာခဲ့တယ်အတန်လာရကိုစက္ကနေကြည့်လိုက်တော့တကောလုံးမင်းနဲ့ပြီးအရင်ဆယ်ပြီလောက်ရှိတဲ့လူကြီးတယောက်ကကျွန်တော်ကိုခါထောက်ပြီးရက်ကြည့်နေတာကိုမြင်လိုက်ရတယ် ရုတ်တရက်ဆိုတော့ထမင်းဆိုင်ရဲ့အရှိအားအလှမင်းအောင်တွေကအဲ့ဒီလူကြီးရဲ့ကိုယ်ပေါ်မှာဟတ်နေပြီရုတ်ရှင်တွေတည်းကငရဲသားကြီးလိုလိုတောင်ထင်သွားမိတယ်ခမရဘယ်သူလဲဗျကျွန်တော်နဲ့ဘာရညွန့်ရစားများရှိလို့လာပြီးနှောက်ရှိတ်ရတာလဲအောင်မရရဆဆငါ့အောင်များပြင်မင်းရဲ့နေသေးတယ်မှတ်ထားဒီနေရာကြီးမဆောက်ခင်ကလေးကထီလာကအမရရဲ့အမိတ်နဲ့ဟောဒီမြို့ဝင်နေရာမှာနေလာခဲ့တယ်ကိုယ်မှကွာဟုတ်လားဒါနဲ့နေပါအောင် ခမားရဲ့နေရာကိုကျွန်တော်အပြေးလာနေတာမှမဟုတ်တာဗျာကားထွက်ရဲ့မွေးရမြေကိုပြန်มาပဲဟောင်းခမားဥစ္စာ၆တာပဲမင်းလိုမနေ့တနေ့ရမှာဒီဘွားရောက်တဲ့ကောင်ကငါ့လိုကွေးမတယောက်ကိုပမာမခန့်လုံးလုံးရမလားကွာဟာမွေးလိုက်တာခေပရင်တတ်မလားခြေလိုက်ကွေးမိုင်ဆိုသူနဲ့သူတခွန်းကိုတခွန်းစကားများနေတဲ့အချိန်မှာခေပန်းနဲ့မှုမွေးလေးကကျွန်တော်နှာခေါင်းနဲ့ရောက်လာလို့ကျွန်တော်လည်းဘေးဘီဝေးရကိုလှည့်ပတ်ကြည့်လိုက်တယ် အဲ့ဒီချိန်သမီးအရှိန်နဲ့မိန်းမတစ်ယောက်ကကိုမိုင်ကြီးရဲ့အနားမှာဖြတ်ခနဲ့ပေါ်လာပြီးဟဲ့ဆူဆူညံ့ညံ့နဲ့ဘာတွေဖြစ်နေရလဲဥဖိုးလူဟင်အမတော်ယူဘယ်ရပလို့မင်းနေပြီလားဥဖိုးလူဒီနေ့ကအမတော်ယူရဲ့တာဝန်ချိန်လေဟုတ်သားပဲအမတော်ယူကြောက်မင်းနေတာဘာမှမဟုတ်ပါဘူးဒီမှာလူလင်းကောင်တကောင်ကမောက်ထောက်နေတာပါကဲဥဖိုးလူတို့ကတော့လောက်ပြီအလောက်လောက်ပြီဆိုရှေ့မကြည့်နောက်မကြည့်နဲ့ ငါလှုပ်လိုက်ရနော်ဒီဟိုလာဟိုမှာကြည့်စမ်းသူ့နောက်ကတုတ်စားနေတယ်လို့ဟမ်အဲ့အဲ့လူကဘာကြီးလဲဟဲ့ဘာရမလဲဝိဇာဟဲ့ဝိဇာကိုင်းမိုင်လုံနေပြီဒါလေးတော့မသိဘူးလားဟုတ်သိပါပြီအမတော်ရဲ့တောင်းမှမှာတယ်ကျုပ်နေရွက်ကိုလှုပ်ပါတော့ဗျသဘောပါတော့သူ့ကိုထားခဲ့လိုက်တော့သူကအဲ့ဒီလူနဲ့လိုက်လာတာပြောတာကြားတယ်နော်ဒါပဲငါသွားပြီ လာပါကြော့ရှင်းတဲ့အမျိုးသမီးလေးထွက်သွားတော့ကွေးမှန်ကြီးကတောင်လေးမင်းနဲ့နောက်ကလွာဘာတော့လဲသူလား तू ကကျွန်တော်ရခီးသွားပေါ့လေတလန်လုံးကအနောက်ရှက်တီကိုလည်း तू ပဲကူညီပေးခဲ့တာအော်အဲ့ဒီလိုလားဒါဖြင့်မင်းဘာမှမပုံနေတော့မျိုးအထွက်ကတပတ်တကောင်ကိုရောမျိုးလေကခေါင်းပြက်ကောင်တွေကိုရောငါပြောထားလိုက်မယ်ဒါနဲ့မင်းကဘယ်လိုပြက်မှလဲကျွန်တော်ကမကွေးတားရေစကြိုမျိုးစားတီးပြ အညာသားဆိုပေမဲ့အလုတ်ကရန်ကုန်မှာပဲရှိတော့ရန်ကုန်မှာပဲနေတာများတယ်။အခုလည်းကိုစာတင်မြောက်တာကြလို့ရေစကြိုးပြက်မှာ။အော်အေးအေးအေးငါတို့အာမကျနဲ့ကောက်လေးအတိတ်နောက်မကျခင်တာတို့ခေါ်လိုက်ကွာ။ဗျာခမညာဘာပြောလိုက်တာ။ဟာဟဲ့လူဘယ်ရောက်သွားတာတော့။ဦးလေးဘာတွေလိုက်ရနေရလဲ။လာဟိုမှာကားစရာမိုင်းနဲ့ခေါ်နေပြီ။ဒီလိုနဲ့ကားစီပြက်လာတဲ့လက်တက်ချလုံးမှာ ကျွန်တော်ငင်းငင်းငငိုင်းနဲ့လိုက်ပါလာမိတယ်။ခါလိုက်ဇာတိမျိုးကိုပြက်မြင်းဆိုရင်အတိတွေကအိမ်မရောက်မချေဖုန်းဆက်တဲ့သူကဆက်ရံငုံထက်ပစ္စည်းတွေမှားတဲ့သူကမှားကားကြီးရောက်လေကျွန်တော်ရဲ့ခီးစာအိတ်ကိုလာကူတဲတဲ့သူကတဲနဲ့အလုရှုပ်နေတာဗျ။အခုတော့ကားစီလာကလေးကမြင်နေရတဲ့တတ္တဝါတွေလူတွေရဲ့ဂယုမဆိုင်တဲ့ပုံစံတွေဘဝတက်တက်မမြင်မှုတဲ့ပုံကိုယ်တွေဒါတွေအကုန်လုံးအစစ်စစ်တွေးကြည့်လိုက်တော့ကျွန်တော် ျွန်တော်ကလူသားစစ်စစ်တယောက်မဟုတ်တော့ဘူးလို့ထင်နေပြတိတ်ဆိုင်မျိုးလိုပေါ်ပါနေတဲ့ခန္ဓာကိုယ်ရဲ့အရာအလုံးကိုဖောက်ထွေးမြင်နေရတဲ့အမြင်တွေရဲ့ဒါတွေကိုပေါက်လိုက်မယ်ဆိုရင်တေချာတလောက်တော့ရှိနေပြီဗျနေပါဦးတို့ကဘေးရလူကိုဝိဇာလို့ပြောသွားတယ်ဟုတ်ပါရဲ့ဘေးရလူရဲ့ကိုကရွှေရောက်လို့လို့အဖြူရောက်လို့လို့အယောင်နဲ့မျိုးစုံထွက်နေတာကျွန်တော်အခုမှပဲဒရိထားမိတယ်ဗျဒါဒါဆို ျွန်တော်နဲ့ကိုမြတ်မေကဘလို့ပတ်သက်နေလို့ तू आ အဆဆအရာကိုညီပေးနေရတာလဲကျွန်တော်ကသိသွားပြီလားမဖြစ်နိုင်ဘူးကျွန်တော်အသက်ကငယ်ငယ်လေးပဲရှိသေးတာအခုမှ40ကျော်ရုံပဲလीကဲကဲကဲအတွေ့တွေလျှော့တော့လीရောက်တော့မယ်ကိုဘွားကိုသိပြီဆိုလေဟိုရောက်ရင်လှုပ်သိလှုပ်ထိုက်တာကိုလှုပ်တော့ကြားလာဦးလीအတွေ့လိုမျိုးတယောက်တည်းငင်းငိုင်နေတော့မှာပဲကိုမြတ်မေရဲ့အသံကနားထဲဝင်လာလို့ကျွန်တော်ခေါင်းငယ်ကြည့်လိုက်တော့ तू आ အိပ်ပျော်နေအောင်ဗျာ တရားမှန်နေတာလည်းဖြစ်ချင်ဖြစ်မှာပေါ့လေပြီးတော့သူ့ဘယ်လိုများပြောလိုက်ပါလဲလို့ပါကျွန်တော်တွေးနေမိသေးတယ်လိုက်ပါစင်းနေလာတော့မိဘဖြစ်သူများခမမကြခင်အချိန်တွေးမှာရေစကြိုမြို့ကိုရောက်ရှိပါတော့မယ်ခမရွှေဘဘက်လိုက်ကြမဲ့ခရီးသည်များတော့နိုင်ဝက်လောက်လိုပါသေးတယ်ခမဇာတိကြီးရဲ့ကားဂိတ်ကိုရောက်တော့မနက်9:00ထိုးပြီး10မိနစ်ရှိနေပြီမိုးကတော့မလေးချင်နေဘူးဒါပေမဲ့ ဈေးတဲ့တွေလဖေးဆောင်နေရတော့သူတို့ရဲ့ဝရိယအတိုင်းစတင်လှုပ်ရှားနေကြပြီကျုံမဲ့သူတွေရောက်မလာသေးတော့ကိုမြတ်မေကအနည်းဆုံးလဖေးဆိုင်တစ်ဆိုင်နဲ့ဝင်သွားပြီအသိရှိနေတဲ့ရင်းနှီးကျန်းတွေကိုထိုင်တောက်နေတယ်ထုံးစံအတိုင်းကျွန်တော်လက်နဲ့သူ့လက်နဲ့ကိုတွဲချီထားတဲ့ကျိုးကအခုတိမဖြစ်သေးတော့ကျွန်တော်လည်းသူနဲ့အတူတူထိုင်ပြီးဆုံးရတယ်အမှန်တမ်းဝင်ခရရင်တော့အိမ်ပြန်ရောက်တော့မယ်လို့သိလိုက်ကြတဲ့ကျွန်တော်စိတ်ထဲအယမ်းပြုံနေခဲ့တာဗျမိုးကသာမလင်းသေးတာ ြေကင်းမဲ့လိုပဲအရရာကိုရှိရှိလေးလေးမြင်နေရတော့လမ်းမတစ်လျှောက်မှာတလန်းလုံးမြင်နေကြတတ္တဝါတွေကိုလည်းကျွန်တော်မြင်နေရတယ်။ကောင်းလေးအဖိုးနဲ့လိုက်မလားမင်းကိုနေစရာပေးမယ်။ကို့အတွင်းထဲကိုဘေးပီကိုလာကြည့်နေတော့ရှစ်တဲလေးရနေအတန်ကြောက်လို့မောကြည့်လိုက်တော့ယောဂီဝိဇုံနဲ့အဖိုးကြီးတူအားတောင်ဝေးကင်ပြီးရင်းနေတာကိုမြင်လိုက်ရတယ်။အိုးမလိုက်ချင်ပါဘူး။အဖိုးကဘယ်သူလဲဗျ။အဖိုးကမြို့လုံးရှင်မကောက်လေး ဗျာအဖွားကျွန်တော်တို့မျိုးရဲ့မျိုးတော်ရှင်လားဟုတ်တယ်ကောင်လေးအခုလောက်ဆိုမင်းလဲကို့ဘဝကိုတိလောက်ပြီထင်တယ်မကြခင်မင်းအင်္ဂါလူတွေလာခေါ်လိုက်မယ်အဖိုးကြီးပြောနေတော့မှပဲဆိုင်ငယ်နှစ်စီးကလက်ဖေးဆိုင်နားမှာကြွကနေလာရက်တယ်ဆိုင်ငယ်စီးလာတဲ့လူတွေကိုကြည့်တော့ကျွန်တော်ရက်ွက်တရားလူငယ်တွေဖြစ်နေတာရင်တို့ကလက်ဖေးဆိုင်ထဲကိုဝေးဝိုက်ကြည့်ပြီးမဝင့်မရဲနဲ့ကျွန်တော်တို့ဝိုင်းနာကိုရောက်လာတယ်ဟို တရားဆရာလေးကဆရာမြင်မင်းဆိုတာများလားခမဟုတ်ပါတယ်ပါကြတော့မလို့လားရပါတယ်ဆရာအေးစစ်စစ်ထိုင်တော့ပါအောင်လက်ဖက်ရောတောက်အောင်မလားဆရာကျွန်တော်တို့ပတ်စံရှင်းမိမှာပါနေပါစေမတောက်တော့ပါအောင်တို့အချင်းချင်းစကားတွေပြောနေတော့မှပဲကျွန်တော်အများမြင်လင်မလားလို့လက်နဲ့ဖက်နဲ့အချင်းချင်းဟွေရပြပေမဲ့ဘသူအားမှကျွန်တော်အဖက်မလုပ်ကြအောင်နင်းနေငယ်လေးဖြစ်သွားတဲ့ကျွန်တော်ကိုကြည့်ပြီးအဖိုးကြီးကပြန်ပြောလာတယ် စိတ်ကိုငြိမ်ငြိမ်လေးထားစမ်းကောင်းလေဘာမှမတွေ့နဲ့မင်းမရလူသားမကယ်ခဲ့ရင်မင်းလည်းဒီနေရာအထိရောက်လာမှာတော့မဟုတ်ဘူးအဖိုးတွေ့ဦးသည်များလက်ပြတွေထဲမှာမင်းရကအကောင်ဆုံးဝိညာဉ်ပဲကဲကဲလိုက်သွားတော့ဟုတ်ကဲ့အဖိုးမြို့တော်ရှင်အဖိုးကကျွန်တော်ကိုစကားပြောပြတာနဲ့တောင်းဝေးတဲ့တောက်တောက်နဲ့တစ်ပိညီတစ်ပိရှိရာစီကိုထွက်သွားတော့ကျွန်တော်လည်းတအံ့တော်နဲ့လာကြည့်နေမိတယ်အဲ့ဒီအချိန်ကိုမြတ်မင်းတောက်နေတဲ့ရင်ရွှေချမ်းကကုံသွားတော့လာကျိုးတဲ့ကောင်လေးတွေကတက်တက်ကြွကြွနဲ့ သွားကြတော့မလားဆရာဦးလေးဦးတိမောင်ရဲ့လလယ်စွတရားနာချိန်ကလည်းနင်းနေပြီဆိုတော့ကောင်လေးရဲ့စကားဆုံးကိုမြမင်းကမတ်တက်ရက်ပြီးတော့ဆိုင်ငယ်ပေါ်ကနေလိုက်သွားတော့ကျွန်တော်လဲမြို့တော်ရှင်ဆိုတဲ့အဖိုးကြီးနေတဲ့တပင်ကိုလှည့်ကြည့်လှည့်ကြည့်လို့ရင်သူတို့ခေါ်ရနောက်ကိုပါလာခဲ့တယ်။အဲဒီလျှောက်မှာတော့ပြစ်သိမ့်နေတဲ့ဘဝတူတတ္တဝါတွေကသူတို့ဘာခေါ်ဖို့လက်တွေလာကမ်းကြတယ်။ဒါမဲ့ကျွန်တော်အနာမရောက်ခင်မှာပဲအကုန်လုံးကအဝေးကြီးကိုရောက်ကုန်တာတော့သူတို့ကိုထိုးဆက်နေလို့ပြောရမယ်။ ဒီတော့ကျွန်တော်လည်းသူတို့ကိုစိတ်မကောင်းစာနဲ့ပြည့်ကြည့်စီးလာတဲ့ဆိုင်ငယ်လေးကမြည်တွေထိန်နေလင်းနေတဲ့အိမ်တိမ်အရှိကိုရောက်လာခဲ့တယ်။တေချာကြည့်တော့ဒါကျွန်တော်အိမ်မက်လေဗျာ။အိမ်ရှိစိုက်ကန်လာရက်တန်ကြတော့ဝေကောင်းဆလာတွေဝတ်ထားတဲ့မိန်းမနှစ်ယောက်ကအိမ်ထဲကနေထွက်လာပြီ။ဟဲဆရာလေးကတကယ်လာတယ်တော့။ကြွပါဆရာကြွပါအိမ်မောကြွပါ။မကြီးခင်လာရေဆရာလေးအတွက်ပါမဟင်းကားပြင်လိုက်ဟဲ့။ အိမ်ပေါ်ရောက်တော့လူတကိုစားခင်းထားတဲ့အိယာတေးသေးလေးနဲ့ပန်းအိုတအိုးကကျွန်တော်ကိုကြုံနေတဲ့အလားမလုံမရှက်ရှိနေတာကိုမြင်လိုက်ရတယ်။အဲ့ဒါတွေကိုကျွန်တော်ရက်ချစ်နေတာကိုမြင်တော့ကိုမြတ်မင်းကကျွန်တော်ကိုလက်တို့ပြီးခန့်ညာလာတဲ့သူ့ရဲ့မျက်ကုံးတစ်ဖက်ကိုပြင်ရတယ်။အဲ့ဒီမှာသွားနေလို့ပြောလိုက်တာပါ။တေးလိုက်ပါပြီလေ။ကျွန်တော်ရဲ့ဓာတ်ပုံရှင်မှာဖျောင်းနာတဲ့ထိုင် ထုံးပေးထားပြီးသမင်းနဲ့ဟင်းကိုပကံတစ်ချက်နဲ့တင်ပေးထားတယ်။ကျွန်တော်ရဲ့ဇနီးနဲ့သားသမီးတွေတောင်းဝီကြည့်ကြပါတယ်ဗျာ။ တန်ဃာတော်တွေစုံမောက်ပြီးတော့ကိုမြတ်မင်းကကျွန်တော်အနာလာထိုင်ပြီမိသားစုကိုဖော်ပြောချင်တယ်လေတယောက်ယောက်ကိုမှားစရာရှိရင်ဝေပူးလိုက်လေတဲ့သူ့စကားကိုကြားတော့ကျွန်တော်လည်းအိမ်သူမက်ခေလာနဲ့တာသမီ၃ယောက်ကိုတလဲစီကြည့်ပြီးတပြင်းတစ်ချက်ကိုဟင်းငနဲ့ချလိုက်မိတယ်သူတို့ဘာမှမပြောချင်တော့ပါဘူးဆရာရဲ့ဒါပေမဲ့ကျွန်တော်အချောင်းကိုစက်ဝင်တစားမီးတဲ့လူတွေရှိလာခဲ့သူတို့စကားလက်ဆောင်ပါခဲ့မရစေပြောပါ ကျွန်တော်ကစာရေးဆရာလည်းလုပ်ပါတယ်။ဦးလေးရဲ့အကြောင်းကိုရင်မက်နဲ့ခန်းစားပြီးပြန်ရေးပေးပါမယ်။ကျွန်တော်မှကျင်နာ လူရယ်လို့ဖြစ်လာရင်နေတဲ့သူကအလုပ်တွေလုပ်တာလည်းလုပ်ပါ။ဘာသာရေးကိုလည်းတက်နေတဲ့လောက်လုပ်ကြပါ။ပြီးတော့တမလွန်ဆိုတာတကယ်ရှိသလိုပေတလောကဆိုတာလည်းတကယ်ရှိပါတယ်။တည်ခြင်းတရားကိုအမြဲဆင်ခြင်အောင်းမိပြီ။မမေမယောမပေါ့မစတဲ့သတိတရားကိုလက်ကင်ထားလို့ က်ဆိုင်ရာဘာသာရဲ့ဂုဏ်တော်တွေကို ပွားများကြပါလို့ပြောပြပါစရာရဲ့တသမျှမှတ်သမျှကိုတည်တည်ချာချာစဉ်းစားပြီးပြောပြလိုက်တော့ကိုမြမင်းကကျွန်တော်ကိုပြုံးပြုံးလေးခေါင်းညှိပြရှာတယ်။အဲ့ဒီချိန်တန်ကားတော့အရှင်မြတ်တွေကအဟုကမှနေရာယူလို့လူပရိသတ်တွေရဲ့ဂရဝပြုမှုတွေကိုခန့်ယူပြီးတရားတော်ကိုစတင်ဟောကြားနေပါပြီ။လုံခဲ့သောတလခန့်ကဘဝတစ်ပါးသို့ပြောင်းသွားကွယ်လွန်လေပြီးတော့ဥတည်မောင်အားယေစု၍ဖျားမှုရှိသော ဆရာတော်တန်ဃာတော်တို့ကိုစွန်တင်ငန်းစေခေဝေအဆရှိသောလှူပွဲဝိထုအစုစုကိုတရာကြည့်ပြုလှူတမ်းမှာကုန်၏ဤကုသို့ကောင်းမှုအစုစုတို့ကြောင့်ဥတ္တမောင်သည် လူ၌ဖြစ်သောဥ္စာစည်းစိမ်ငတ်၌ဖြစ်သောဥ္စာစည်းစိမ်များရရှိခံစားနိုင်ပါစေအာလုံးကြကြသမျှအမျှအမျှအမျှယူတော်မူကြပါကုန်သောသာဓု တာဓုတာဓုအလိုလိုစီးကြလာတဲ့မျက်ရည်ကိုမတိမတာတုပ်ပြနေတဲ့တားနဲ့သမီးကိုကြည့်ပြီးတော့ပထမအကျဉ်းပေးတဲ့အမြောက်ကိုကျွန်တော်တာတို့မခေါ်နိုင်ခဲ့ဘူးဖခင်ဖြစ်သူရဲ့စီးပွားရေးနဲ့သူတို့လေးတွေရဲ့ဘဝရှိယူတွေအစဉ်ပြေပါမလားဆိုတဲ့အတွေးတွေကကျွန်တော်ခေါင်းထဲမှာကြီးစိုးနေခဲ့တယ်။ဟဲ့ကောင်လာငါနဲ့လိုက်ခဲ့စမ်းကျွန်တော်တာတို့ခေါ်ဖို့ငင်းနေတော့ အဆွဲအဖွေသားနဲ့စုပ်ဖောက်ပါကောင်ကြီးတစ်ကောင်ကအိရှိကနေလှောက်ကော်လိုက်တာမို့ကျွန်တော်လည်းတော်တော်လေးကိုကြောက်လန့်သွားပြီးအသည့်စိတ်တွေကိုရေစဲချအမျှဝင်နေတဲ့နေရာစီကိုချက်ချင်းပြန်မွလိုက်တယ်။ကြောက်သွားပါပြီဗျာ။ကျွန်တော်ဘွားကြီးကဒီဘွားဒီမြနဲ့ပဲရှိပါစီတော့တော်လောက်ပါပြီလေ။တန်ရောစင်တွေကိုမေ့ပြီးလူရကျွတ်ရကိုပဲသွားတာကောင်းပါလေ။အဘကြီးရောက်ရအရက်ကနေအမျှယူပါဗျာ။အမျှအမျှအမျှ ယူတော်မူကြပါကုန်သောတာတုတာတုတာတုနောက်ဆုံးကျေတာတုခေါ်တဲ့အဆုံးမှာတော့တစ်ဖြက်ဖြက်တောက်ပလာတဲ့ဒုက္ခနာကိုသူ့ကိုယ်သူပြည့်ကြည့်လိုက်ကြီးစုရှင်လူငယ်ကိုလှန့်ကြည့်လိုက်နဲ့ဦးတိမ်မောင်တရားဖြည်းဖြည်းချင်းပြောက်ကွက်သွားခဲ့တယ်အားလုံးပြီးဆုံးသွားတော့ကိုမြတ်မင်းကမိတ္တလာကောက်ခွင့်မှာဦးတိမ်မောင်ကိုပြီးခဲ့တဲ့ပတ်စံလို့အိတ်ထဲကလှန့်ကြည့်လိုက်တယ်အထဲပါလာတာကတော့ ငွေဆက်ကူအစားတည့်ရ6လေးတွေဖြစ်နေတော့သူလည်းပချက်လေးပေါ်အောင်ရင်မောရင်လမ်းမေးတနေရာကိုပြစ်ချလိုက်ပါတော့တယ်ပရိသတ်များရှေ့ဖြည့်ရမဇလန်းလေးတစ်ဖို့ဖြစ်တဲ့အိမ်ပြန်လန်းကခီးပေါ်ဇလန်းလေးကတော့ဒီလောက်ပါပဲနော်နားစင်အပြေးကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလားစိုင်းရဆရာမောင်လူလကညင်မျိုးလေကျေးဇူးထူးပဲတည်ရှိပါတယ်ရှေ့ဒီဇလန်းလေးကိုတိဆက်ပြီးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲ ကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကိုအစဉ်ထာဝရပိုင်ဆိုင်နိုင်ကြပါစေရှင်